အားလုံးမင်္ဂလာပါအပိုင်း1မှာတော့ကွီဘာလုံချင်းနဲ့ပတ်သက်တာတွေအပိုင်း2မှာတော့ F6 ဗီဇာကနေကွီဘာလုံချင်းအပိုင်း3မှာတော့ F5 ဗီဇာကနေကွီဘာလုံချင်းအပိုင်း4မှာတော့ကြန့်ရှိနေသေးတဲ့အခြားသောကွီဘာလုံချင်းတွေကိုရှင်းပြပေးခဲ့ပါတယ်ဒီကနေ့မှာတော့ကိုရီးယားနိုင်ငံသားခံယူဖို့အားလုံးရှောက်လာစုံလို့မိမိတို့ပိုကင်ယူထားတဲ့လောက်ကမှာသွားရောက်ရှောက်ထားပြီးတဲ့အခါမှာလုံဆောင်ရမယ်လုံဆောင်ချက်လေးတွေကိုပြပြပေးမှာဖြစ်ပါတယ်ကွီဘာဆောက်ရှောက်တဲ့အခါစာဝဲထုံးကပရိုဂရမ်ချုံးဟက်ဖြောင်းကအိုဒန်ကကွီဘာယုံပူးတွဲတင်ပြသူကတော့နိုင်ငံသားခွင့်ပြုချက်ကြတဲ့အချိန် င်ထိဒီတိုင်းစောင့်နေုံပါပဲစာထုံးမပါပဲနဲ့လျှောက်ထားတဲ့သူကတော့စာထုံးဖြည့်ခြင်းရင်စားလျှောက်တဲ့နေ့မှစပြီးတော့၃နှစ်အတွင်းအောင်မြင်သည်ထိဖြည့်ဆိုနိုင်ပြီးတော့မဖြည့်ခြင်းသူကတော့ဂီဝါဟောကာဖြည့်ခြင်းရှိုံမြောင်းကျော့ရှင်စာနိုင်ငံသားစာမီပွဲစောင့်ဖြည့်ုံပါပဲဂီဝါဟောကာဖြည့်ခြင်းရှိုံမြောင်းကျော့ရှင်စာနိုင်ငံသားစာမီပွဲဖြည့်ဆိုလို့ရမယ့်အချိန်ကတော့စားလျှောက်တဲ့အချိန်ကနေစပြီးတော့ပုံမှန်6လလောက်ကြာမြင့်တတ်ပါတယ်ဖြည့်ဆိုရမယ့်နေရာနဲ့နေ့ရက်အချိန်တွေကိုတော့လာဝကာမှာခါခါဟိုတော့ကနေပြီးတော့မစိတ်ပို့ပေးပါတယ်စားတဲ့ကနေလဲပဲမိမိတို့အိမ်ကိုစားပို့ ်ပေးပါလိမ့်မယ်ရေးဖြည့်တတ်တတ်အင်တာဗျူးတတ်တတ်နေ့ရက်အချိန်မတူပါဘူးဒါလည်းပဲလဝကကလမ်းညွှန်ပါလိမ့်မယ်စာထုံးမှတ်ပါပဲနဲ့ရှောက်ထားတဲ့သူတွေကို QR ဟောကဖြည့်ကြည့်ရှင်ပြောင်းချက်ရှင်းစာဖြည့်ဆိုရန်လေးလာဖို့လဝကမှာဂျာတန်းစတော်ဝန်ဟန်ကူကင်းဆိုတဲ့စာအုပ်ပေးပါလိမ့်မယ်အဲ့ဒီစာအုပ်ကိုကြည့်ပြီးတော့လေးလာပြီးတော့နိုင်ငံသားစာမျိုးဝဲဖြည့်ဆိုရမယ်တဘောဖြစ်ပါတယ်ဖြည့်ကြည့်ရှင်ပြောင်းချက်ရှင်းစာကတော့ကူရီးယားနဲ့ပတ်သက်တဲ့ထွေထွေဘူးသူရာများကူရီးယားဘာသာစကားတမိုင်းပထဝီစီးပွားရေးနိုင်ငံရေးဥပဒေလူမှုရေးပညာရေးယဉ်ကျေးမှုဘာသာရေးဓလေ့ထုံးစံစနစ်စတာ ာတွေတောင်ကိုရီးယားနိုင်ငံတော်တစ်ချင်းနဲ့ကိုရီးယားနိုင်ငံသားတစ်ယောက်အနေနဲ့နိုင်ငံတော်အပေါ်မှာထားရှိတဲ့စိတ်တက်လက်တလောသတင်းပါညာအကုန်သိထားဖို့လိုအပ်ပါတယ်တောင်ကိုရီးယားနိုင်ငံတော်တစ်ချင်းကတော့စာသားကြီးပဲဖတ်ပြလို့မရဘဲနဲ့စာသားမှန်မှန်နဲ့စီဝါကိုက်ညီအောင်ဆိုပြရမှာဖြစ်ပါတယ်အပိုက်၄ဘိုက်အထက်ကအပေါ်တစ်ဘိုက်ပဲဆိုပြရင်ရပါတယ်ဖြေဆိုရမယ့်နေရာနဲ့နေရက်အချိန်တွေကိုတော့လာဝကမှာခါခါဦးထောက်ကနေပြီးတော့မစိတ်ပို့ပေးတဲ့အခါမှာရေးဖြည့်ကင်းလွန့်ခွင့်ရသူတွေအနေနဲ့တတ်မှတ်ချိန်ထက်တနာရီလောက်စောပြီးတော့သွားတင်ပါတယ်အကြောင်းကတော့ရေးဖြည့်ကင်းလွန့်ခွင့်ရ ပြီးတော့အင်တာဗျူးပဲဖြေရမယ့်သူတွေကအရန်နေပါတယ်။အများစု F6 ဗီဇာနဲ့လျှောက်ထားတဲ့သူတွေလောက်ပဲဆိုတော့နောက်ကျမှလာတဲ့သူတွေနဲ့အချိန်ကိုက်လာကြတဲ့သူတွေနဲ့မလာဖြစ်တော့တဲ့သူတွေလည်းရှိတာကြောင့်စောစောသွားရင်မိမိတတ်မှတ်အချိန်ကိုစောင့်ရမလို့ပဲစောစောဖြေလို့ရပါတယ်။ရေးဖြေဖြေဆိုပုံစံကတော့စာထုံးနဲ့အတူတူပါပဲ။ကွန်ပျူတာနဲ့ရွေးဖြေရေးဖြေပုံစံဖြစ်ပါတယ်။ထူးထူးခြားခြားသိပ်မရှိပါဘူး။အင်တာဗျူးဖြေတဲ့ပုံစံကတော့အဝေးအစားတကိုရေးတန်ရှင်းမှုကိုလည်းအမှတ်ပေးတဲ့အတွက်တတ်တတ်ရရလေးဖြစ်အောင်ပြင်ဆင်သွားတင်ပါတယ်။အမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်အားလုံးအနောက်တိုင်းကုတ် ဝေလဲရတယ်လို့အပေါ်အဖြူအောက်အနက်ဝေလဲရပါတယ်တခြားသူတွေလည်းအဲ့ဒီလိုပဲဝေသွားကြပါတယ်တခြားအယောင်တွေကတော့အင်တာဗျူးနဲ့မသင့်တော်ဘူးလို့ထင်ပါတယ် F6 visa ဆိုလို့ရှိရင်အိမ်တော်ဘက်နဲ့ကလေးရှိရင်ကလေးပါခေါ်သွားတင်ပါတယ်အိမ်တော်ဘက်ရဲ့မှတ်ပုံတင်ကိုဒီတိုင်းမျက်လုံးနဲ့ကြည့်ပြီးတော့စစ်ဆေးပါတယ်အင်တာဗျူးဖို့ခေါ်ရင်အခန်းထဲကိုတကားခောက်ပြီးမှဝင်ပါဖွင့်ထားရင်ဝင်ပြရစီလို့ခွင့်တောင်းပြီးမှဝင်ပါထိုင်ကုန်မှထိုင်ပါလို့ပြောမှထိုင်ပါသို့မဟုတ်ခွင့်တောင်းပါဘာလို့လဲဆိုတော့လာဝကနိုင်ငံသားဌာနရောက်တာနဲ့အရာရာဟာမိမိအတွက်စာမျိုးဝဲဖြစ်နေတာကြောင့်ဖြစ်ပါတယ် ယဉ်ကျေးမှုမသိဘူးလို့တည်ရက်မှုမရှိဘူးလို့စားတာတွေကအစားအင်တာဗျူးကြတတ်တယ်လို့မျိုးကြားသွားတဲ့သူတွေလည်းရှိနေတာကြောင့်ဖြစ်ပါတယ်။ထိုင်ပေါ်မှာထိုင်ပြီးရင်အင်တာဗျူးပုံစံလှုပ်ဆောင်ချက်တွေကိုဗျူးမဲ့လူနှစ်ယောက်ကရှင်းပြပါလိမ့်မယ်။ပြီးရင်တော့စဖြည့်ရပါမယ်။ပထမဦးဆုံး ID ကတ်တောင်းပါမယ်။ပြီးရင်တော့မိမိအမည်၊မွေးတက္ကသိုလ် ID ကတ်နံပါတ်၊နေရက်လိပ်စာစတာတွေကိုမေးပါတယ်။ဒါတွေကအလို့ရနေရမယ်သဘောဖြစ်ပါတယ်။မိမိအရှိမရှိတဲ့စာရွက်ထဲကကိုရီးယားစာတွေကိုအတန်ကျကျနဲ့ဖတ်ပြရပါမယ်။အဓိကကတော့အတန်နေအတန်ထားအတန်အတွက်အဖြတ်တော့မှတ်မှန်ကို စစ်ဆေးတာဖြစ်ပါတယ်ပြီးမှအဲ့ဒီစာတွေထဲကအကြောင်းအရာနဲ့ဆက်ဆက်တဲ့မေးခွန်းတစ်ခုနှစ်ခုမေးပါတယ်ဖြေရမှာကအဲ့ဒီဖတ်ခဲ့တဲ့စာသားတွေထဲကပဲကြည်ပြီးတော့ဖြေရမှာဖြစ်ပါတယ်မိမိကအတွေ့အကြုံများလို့စာဖတ်များလို့ဘ ഹു ဒရတွေရှိလို့အပြင်ကတကယ်အမှန်တရားတွေကိုပဲပြောမယ်စိတ်ထင်ရာတွေပြောမယ်ဆိုလို့မရပါဘူးအတန်ထွက်ပြီးတော့ဖတ်ပြခဲ့တဲ့စာတွေထဲကပဲကြည်ပြီးတော့အတိအကျဖြေရတာဖြစ်ပါတယ်ဂျာတန်းစတော်ဟန်ဂူကင်စာအုပ်ထဲမှာပါတဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့အရာတွေရဲ့ပြင်ပကကိုရီးယားနဲ့ပတ်သက်တဲ့ဘ ഹു ဒရတွေအားလုံးပေါင်းပြီးတော့မေခွန်း15ခုမေးပါလေ ိမ့်မယ်မေးတဲ့မေးခွန်းဆုံးအောင်နားထောင်ပြီးမှဖြေရပါမယ်ဖြေတဲ့အခါအဖြေရဲ့အနောက်မှာအင်မြီတာဖြစ်ပါတယ်ဆိုတာကိုထည့်ပြီးတော့ပြောပြရပါတယ်မတ်တရက်ပြီးတော့တတိအနေထားအဖြစ်နိုင်ငံတော်သချင်းကိုစာသားမှန်မှန်နဲ့စီးဝါကိုက်ညီအောင်ဆိုပြရပါမယ်ပြီးရင်တော့ပြီးပါပြီအိမ်ပြန်လို့ရပြီပေါ့နော်အင်တာဗျူးဖြေပြီးနောက်နေ့မနက်ပိုင်း10:00နာရီလောက်မှာခါခါဦးထောက်ကနေပြီးတော့အောင်မြင်ကြောင်းမအောင်မြင်ကြောင်းမစိတ်တီးပို့ပါလိမ့်မယ်မအောင်မြင်ရင်တော့ထပ်ဖြေဖို့နေ့ရက်အချိန်အတွက်မစိတ်ထပ်ဆောင်ရပါမယ်အောင်ရင်တော့အောင်မြင်တဲ့နေ့ကစပြီးတော့ဒီတိုင်းစစ်ဆေးမှုကိုထိုင်ဆောင်နေရုံပဲပေါ့နော်ချူဒီဂုရှင်းစ ာလာဝကဘက်ကစစ်ဆေးခြင်းအီချာရှင်းစာနဲ့ဘောမှုပူရှင်းစာတရားရေးဘက်ကစစ်ဆေးခြင်းအီချာရှင်းစာဆိုပြီးတော့စစ်ဆေးမှုနှမျိုးရှိပါတယ်ဒီနှမျိုးအောင်မြင်ရင်နောက်ဆုံးကုကြော့ဆူယောရှိနိုင်ငံသားဖြစ်ကြောင်းခုံပြုလွှာခန့်အပ်ပွဲတက်ရောက်ရပါမယ်ဒါပြီးရင်တော့ဘာမှစိတ်ပူစရာမလိုတော့ပါဘူးကိုရီးယားနိုင်ငံသားဖြစ်ပြီပေါ့ဗျာဒါပေမဲ့ကိုရီးယားမှတ်ပုံတင်မူရင်းနဲ့ passport ရဖို့အထီးကတော့လုံစရာတွေလုပ်ငန်းတွေကအများကြီးကြံပါသေးတယ်ဒါကတော့နောက်တစ်ပိုင်းမှာဆက်ပြီးတော့ပြောပါမယ်စစ်ဆေးမှုဘယ်ချိန်ထိရောက်ပြီလဲမိမိအခြေအနေဘယ်လိုဖြစ်နေလဲဆိုတာကိုသိကြရင်တော့ ဟိုင်းကိုရီးယား homepage ထဲမှာဝင်ပြီးတော့ကုကြော့ရှင်းစာဂျင်းနင်းဆောင်းဝမ်ဂျိုဝဲကိုနှိပ်ပြီးတော့မိမိလျှောက်လာနံပါတ် passport နံပါတ်မွေးနေ့ဖြည့်ပြီးတော့ကြည့်ရှုနိုင်ပါတယ်။အင်းချရှင်းစာအောင်မြင်ခြင်းကြာရှုံးခြင်းကိုခါခါအထောက်ကနေ message ပို့ပေးပါတယ်။ကြာရှုံးရင်တော့ဘာဆက်လုပ်ရမလဲဆိုတာကိုတော့လာဝကကိုမေးကြည့်ရမှာပဲဖြစ်ပြီးတော့အောင်တဲ့သူကတော့အီချာရှင်းစာထပ်ဆောင်ရမှာဖြစ်ပါတယ်။အီချာရှင်းစာအောင်မြင်ရင်ကုကြော့ဆူယိုရှိထပ်ဆောင်ရပါမယ်။ဒါပြီးရင်တော့ဂွေဟွာအတွက်80ရာခိုင်နှုန်းလောက်ပြီးမြောက်ပါပြီ။ကိုရီးယားနိုင်ငံသားအဖြစ်စားလျှောက်တဲ့နေ့ကစပြီးတော့ကုကြော့ဆူယိုရှိနေ့အထိကြာမြင့် ိန်တယောက်နဲ့တယောက်အနည်းငယ်ကွာခြားမှုရှိနိုင်ပါတယ်ပုံမှန်အားဖြင့်တော့တစ်နှစ်၈လသို့မဟုတ်နှစ်နှစ်နီးပါးကြာမြင့်နိုင်ပါတယ်၃လနှစ်လောက်ကြာမှရတဲ့သူတွေလည်းရှိပါတယ်စားလျှောက်တဲ့အချိန်ကစပြီးတော့နိုင်ငံသားအဖြစ်ခွင့်ပြုသည့်ကာလအတွင်းလာဝကတရားရေးဝန်ကြီးဌာနမှမိမိတို့၏ပြည်ရင်းပြည်ပအချက်အလက်များကိုစစ်ဆေးနေခြင်းဖြစ်ပါတယ်စားလျှောက်တဲ့နေ့မှစပြီးတော့အလုပ်ပြောင်းအိမ်ပြောင်းဖုန်းနံပါတ်ပြောင်းလုပ်တဲ့အခါလာဝကကိုအကြောင်းကြားတင်ပြရပါမယ်အမိနိုင်ငံအပါဝင်ပြည်ပခရီးထွက်လို့မရပါဘူးထွက်ရှင်လည်းပဲလာဝကကိုအကြောင်းကြားရပါမယ်ခွင့်ပြုမှထွက်လို့ရပါမှာဖြစ်ပါတယ်စစ်ဆေးနေခြင်း ်ကာလအတွင်းမှာပြစ်ဒဏ်ဒဏ်ငွေအမျိုးမျိုးသောအမှုရင်ဆိုင်နေရတာမျိုးတွေရှိရင်နိုင်ငံသားစစ်ဆေးမှုကိုခိတ္တခဏရပ်ဆိုင်ခြင်းသို့မဟုတ်လုံးဝဖျက်သိမ်းခြင်းများခံရနိုင်ပါတယ်။အင်တာဗျူးစာလေးလာရန်ဖိုင်ဟိုင်းကိုရီးယားတဲ့ကိုဝင်ပြီးတော့ချောင်ပိုမာတန်ဆိုတာရှိပါတယ်။အဲဒီကနေပြီးတော့ဂွေဘာမျောင်းကျော့ရှင်းစာချမ်ကိုဂျာဒီယိုဆိုတာရှိတယ်။အဲဒီကနေပြီးတော့ဂွေဘာမျောင်းကျော့ရှင်းစာအဲဒီခေါင်းစဉ်အောက်ကနေပြီးတော့မှဂီပွန်းဆိုယန်ဂျိုယူချက်ဂျာဂျာရန်စတော်ဝန်ဟန်ကူကင် PDF ဖိုင်ရှိပါတယ်။အဲဒီ PDF ဖိုင်ကိုဒေါင်းပြီးတော့အိမ်မှာကိုမကိုလေးလာလို့လည်းရသလိုရှောက်လာစတင်တဲ့အခါမှာ လောက်ကနေပြီးတော့စာအုပ်ပေးတာလည်းရှိပါတယ်အဲ့ဒီစာအုပ်ကနေပြီးတော့လေ့လာလို့လည်းရတယ်ပေါ့နော်စာအုပ်နဲ့ PDF ဖိုင်နဲ့အတူတူပါပဲ Quora နဲ့ပတ်သက်ပြီးတော့အပိုင်း1 2 3 4 5ဆိုပြီးတော့ Quora စားလျှောက်တဲ့အချိန်ကနေပြီးတော့ Google ဆိုရရှိထိကြတဲ့အထိပြောပေးခဲ့တာဖြစ်ပါတယ်နောက်ပိုင်းမှာတော့ Google ဆိုရရှိနေမှစပြီးတော့မှနိုင်ငံသားကတ်နဲ့ passport ရတဲ့အထိအပိုင်းတွေကိုဆက်လက်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်